အမင်္ဂလာပါဗျဒီကနေ့ကျွန်တော်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေကိုမျှဝေပေးခြင်းနဲ့ပါတယ်ဆိုင်ရာဘဟုတုတ္တကတော့ကျွန်တော်တို့လူတွေရဲ့အသက်ကျွန်တော်တို့လူတွေရဲ့ဘဝဆိုတာဟာဘယ်လောက်ထိတောင်မှရဖို့ခဲရင်လဲဆိုတာကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေနှလုံးသွင်းမိအောင်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကြားဖို့ပြီးသားစကားတစ်ခုရှိပါတယ်အရကပါလဲဆိုတော့မနုတ္တထပါဝဒုံလဘောဆိုတဲ့ပါဠိတော်ဖြစ်ပါတယ် ဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ရဲ့သုံးလောကထောတာတပ်ပိညုမြတ်စွာဘုရားရှင်ကလူသားတွေအတွက်ရာခဲလာတဲ့တရားတွေထဲမှာဒီတော်လဘာတရား၅ပါးထဲမှာပေါ့အလူအဖြစ်ကိုရဖို့ဆိုတာဟာလေအမတန်းမှခဲရင်တယ်လို့ဟောကြားတော်မူခဲ့တဲ့ပါဠိတော်ဖြစ်ပါတယ်အလူဘဝကိုရခဲ့တာ ਨੇ ပတ်သက်လို့မဟာဝကတန်ယုတ်တုတစ္ဆာတန်ယုတ်တုကာနာကိစ္စပတန်ယုတ်တုနာခတိကတုတ်တုမြေစီမာနိကေဘာလပန္နိတာတုတ်တွေမှာ ဩကြာထားတာတွေကိုကျွန်တော်တို့သွားပြီးလေ့လာကြည့်မယ်ဆိုရင်ကျွန်တော်တို့လူဘဝရဖို့ဆိုတာဘလောက်တောင်မှခဲရင်လဲဆိုတာကိုသဘောပေါက်သွားကြပါလိမ့်မယ်။တခါတော့ဆိုရင်မြတ်စွာဘုရားရှင်ကအခုလိုမျိုးမိန့်ပါတယ်။မဟာသမုဒ္ဒရာကြီးရဲ့အထင်းထဲမှာမျက်စိနှကွင်းအလင်းမရတဲ့လေကမ်းငယ်လေးတကောင်ရှိတယ်လေ။အဲ့ဒီလေကမ်းငယ်လေးဟာဒီနက်လာဆိုတော့သမုဒ္ဒရာကြီးရဲ့ဒီကျမ်းပြေအောက်တွင်မှာအစုံအစံဟူသွားလိုက်ဒီသွားလိုက်နဲ့လှည့်ပတ်နေတာပေါ့ဗျာ။ အဲ့ဒီလိုမျိုးသူဟာမယံမနာသွားလာနေရင်းနဲ့အနှစ်တရာလောက်မှသာသမုဒ္ဒရာရဲ့ကျမ်းပြင်ပေါ်ကိုရေပြင်ပေါ်ကိုခေါင်းလေးတစ်ချက်ပြူးဆိုပြီးထွက်လာပြီးတော့ခနာလေးပဲပြန်ထွက်ပြီးတော့အောက်ကိုပြန်ငုတ်သွားပါလေတဲ့အဲ့ဒီလိုမျိုးပဲဒီသမုဒ္ဒရာကြီးထဲမှာလဲတဘိုးကြီးတစ်ခုက လွင်မြောင်းနေပါလေဒါကတော့သူကသမုဒ္ဒရာရေပြင်ပေါ်မှာပေါ့ဗျာအဲ့ဒီတဘိုးကြီးမှာအပေါက်တစ်ခုဖောက်ထားပါလေတဲ့ဆိုလိုချင်တာကတော့အဲ့ဒီသမုဒ္ဒရာကြီးရဲ့အပေါ်မှာ ရောက်တဲ့ရရလွေမြောင်းနေတဲ့ဒီတပူအပေါကြီးနဲ့အနှစ်တရာလောက်မှသာတကြိမ်ချမ်းပြင်ကိုပေါ်လာတဲ့ဒီလိတ်ကန်းငယ်လေးရဲ့ဦးကောင်းဟာဒီတပူအပေါကြီးမှာပါတဲ့ဒီအပေါကြီးကိုစွတ်မိဖို့ဆိုတာဖြစ်နိုင်သလားဆိုပြီးတော့ယဟန်တန်ဃာတော်တွေကိုမြတ်စွာဘုရားရှင်ကမေးတော်မူပါတယ်။အဲဒီလိုမေးတဲ့အခါမှာတော့ဒဟန်တန်ဃာတော်တွေကလည်းလက်တွေ့ကြကြစဉ်းစားကြည့်မယ်ဆိုရင်ဒါဟာဖြစ်နိုင်စရာအကြောင်းလည်းမရှိသလိုအကြုံကြိုက်စရာအကြောင်းလည်းမရှိနိုင်ပါဘူးဘုရားလို့ပြန်ပြီးတော့ပြောတယ် အဲ့ဒါပဲမဲ့လေကျွန်တော်တို့ရဲ့ကဘာတက်တန်းဆိုတာကတော်တော်ကြီးကိုမှရှေ့ကြလွန်းနေအတွက်အကယ်၍များဒီလက်ငယ်လေးကလည်းအသက်မတိမပြောင်ဖဲနဲ့ဒီသမုဒ္ဒရာထဲမှာပဲရှိနေမယ်ပြီးတော့ဒီတဘိုးကြီးကလည်းမပုတ်ဘူးမဆွေးဘူးအဲ့ဒီလိုမျိုးအတိုင်းပဲရှိနေမယ်ဆိုရင်တော့အချိန်ကြီးများစွာကြာလာတဲ့နှစ်ပေါင်းရာထောင်ကြီးဖြစ်လာတဲ့အခါမှာတော့အဲဂျုံတောင်းဂျုံခဲတာတစ်ချိန်လောက်တော့ဂျုံရင်နဲ့ဂျုံနိုင်မာရဲ့ဖျားလို့ပြန်ပြီးတော့ရှောက်ပါတယ် ဒေဂါမတို့ယဟန်တော်တွေကအဲ့ဒီလိုရှောက်ကြတာကိုမြတ်စွာဘုရားရှင်ကဗာပြန်မိတ်လဲဆိုတော့အေးခြေသားယဟန်တို့လေဒီအခွင့်ရင်းမျိုးဟာခဲရင်တယ်လို့မဆိုတော့သေးပါဘူးလေဆိုလိုချင်တာကတော့နှစ်တရာမှသာကောင်းပြူတဲ့ဒီလက်ရည်ဥကောင်းတဲ့တပိုးပေါက်တို့ဟာစုပ်ဖို့ဆိုတာကဘာမှ မခဲရင်သေးဘူးလို့ဆိုလိုချင်တာအဲ့ဒီအခွင့်ရေးထက်အစထောင်တောင်းမကခဲရင်တဲ့အရာလေရှိပါသေးတယ်လေအဲ့ဒါကဘာလဲဆိုရင်တော့ ဒီလူဘဝကနေကျွန်တော်တို့တွေဟာတည်သွားပြီးတဲ့နောက်ပိုင်းမှာငရေတရိစံပြိတားအတူရကေလူခေါ်တဲ့အပယ်လေးပုံကိုတစ်ချိန်တော့ကြာရောက်ပြီးပြီဆိုတာနဲ့အဲ့ဒီလူတယောက်ဟာသူဖြစ်ခဲ့မှုတဲ့ဒီလူပုံ လူဌာနမှာလူပြန်ဖြစ်ဖို့ဆိုတာကအဲ့ဒီစိုးစိုးကတော့ငါဒီလက်ရဲ့ဥကောင်းနဲ့တဘူအပေါက်စွတ်တာထက်တောင်မှအများကြီးခဲရင်ပါတယ်လေအစလိုကျွန်တော်ကတော့ကျွန်တော်တို့လူဘဝကိုရာပြီးတဲ့နောက်ပိုင်းမှာအပင်ငရေကြီးကိုကြာသွားမယ်ဆိုရင် နောက်တစ်ကြိမ်လူပြန်ဖြစ်ဖို့ဆိုတာအမတန်းမှခဲယဉ်နေလို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူတာဖြစ်ပါတယ်။အဲဒီလိုမျိုးဘာကြောင့်ခဲယဉ်တာလဲဆိုတော့ကျွန်တော်တို့ဒီလူဘဝနတ်ဘဝဆိုတာကအခုတို့ဒုစရိုက်တွေကိုရှောင်ကျင်ပြီးတော့ဟိုသူကောင်းမှုတွေကိုပြုလုပ်တဲ့သူတွေပြုကျင့်တဲ့သူတွေကသာလူလာဖြစ်နိုင်တာနတ်လာဖြစ်နိုင်တာပါ။ဒီငရဲတို့တရိစ္ဆာန်တို့ပြိတ္တာတို့အသူရကယ်တို့အဆရှိတဲ့ဒီဘုံမီမာကအခုတို့ကိုလည်းအခုတို့မမှတ်တည် ုသူကိုလည်းကုသူမမသိကောင်းမှုမကောင်းမှုတွေကိုလည်းကောင်းမှုမကောင်းမှုမမသိဘူးအဒုစီဟိုက်ကိုလည်းဒုစီဟိုက်မမသိသူစီဟိုက်ကိုလည်းသူစီဟိုက်မမသိမင်းနဲ့ကုသူကောင်းမှုပြုတ်ဖို့ဆိုတာဟာလေလုံးဝမဖြစ်နိုင်ကြပါဘူးကျွန်တော်တို့တရိစံနီးဆိုတဲ့သဘောတရားကိုဟာအားနေတဲ့တတဝန်ကုတာအားကြီးတဲ့တတဝါတွေကနိုင်စားကြလိမ့်မယ်ပြီးရင်ဒါတတ်မဲစားမဲအစရှိတဲ့အဲ့ဒီလိုမျိုးအကုသူဒုစီဟိုက်တွေနဲ့သာနေနေကြတာဖြစ်ပါတယ် ပြီးတော့ငရဲမုံပြိတာဘုံဒီဆိုတာကလည်းခန္ဒီရတဲ့အဲ့ဒီစင်းရဲတောကတွေစင်းရဲဒုက္ခတွေကများလို့လို့အဲသူတို့ရဲ့စိတ်ထဲမှာပူလောင်မှုတွေစိတ်တွေညှဉ်းနှံနေတာတွေပြီးတော့စိတ်ဆိုးနေမယ်စိတ်တွေဒေါသထွက်နေမယ်လောဘတွေဖြစ်နေမယ်ဒီလိုအရာတွေနဲ့သာရှင်သန်နေကြရတာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီလိုမျိုးစုံစီနှပါဖြစ်နေတဲ့အတွက်ကြောင့်ဒီလူ့ဘဝကိုတစ်ဖက်ပြန်ရောက်ပြီးတော့ လူဖြစ်ဖို့အခွင့်အရေးကိုရဖို့ဆိုတာဒီလိင်ကန်းကတပိုးဆိုရေးထက်တောင်မှအစရာထောင်မကကိုခရင်လွန်းလာပါလေလို့မြတ်စွာဘုရားရှင်ကယဟန်တော်တွေကိုဟောကြားတော်မူပါတယ်။အဲဒီနောက်ပိုင်းမှာတော့နောက်ထပ်ဥပမာတစ်ခုကိုမြတ်စွာဘုရားရှင်ကထပ်ပြီးတော့မိန့်ပါတယ်။အဲဒါကဘာလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့လက်သေးကိုပေါ်မှာမြေမှောက်အနေငယ်ကိုတင်ထားပြီးတော့မြတ်စွာဘုရားရှင်ကယဟန်တော်တွေကိုမေးပါတယ်။ခြေသားယဟန်တို့ တင်းတို့ဒီအချင်းညာဒီပုံစံကိုဘလို့ထင်ပါတလေအဲ့ဒါကဘာလဲဆိုတော့ငါဖရားရဲ့လက်သေးကုံပေါ်မှာရှိနေတဲ့ဒီမြေမှုန့်နေနဲ့တင်းတို့ရဲ့အောက်မှာရှိတဲ့ဒီမဟာပထဝီမြေကြီးပေါ်မှာရှိနေတဲ့မြေမှုန့်နေမှာဘေယာကပူပြီးများလေလို့မြတ်စွာဘုရားရှင်ကမေးတော်မူပါရဲ့အဲ့လိုမေးတဲ့အခါမှာတော့ရဟန်းတော်တွေကလည်းမဆိုင်မတွန့်နေပဲဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမဟာပရဝီမြေကြီးပေါ်မှာရှိတဲ့မြေမှုန့်တွေကအစရာထောင်မကမြပြပါရဲ့ဗျာ မြတ်စွာဘုရားရှင်ရဲ့လက်သေးကုန်ပေါ်ကမြေမှုန့်နေဆိုတာဟာဒီမဟာဗရဝီမြေကြီးပေါ်မှာရှိတဲ့မြေမှုန့်နေနဲ့နှိုင်းရှင်မှုတောင်မှမသိလျော်ပါဘူးဘုရားလို့ပြန်ပြီးတော့ရှောက်ထားပါတယ်။ရဟန်းတော်တွေကအဲ့ဒီလိုမျိုးပြန်လဲရှောက်ထားလိုက်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကလည်းမဆိုင်မတွနဲ့ပြန်လဲမိတ်တော်မူပါတယ်။အဲ့ဒါကဘာလဲဆိုတော့ခြေသားယန်းတို့လေအခုငါဘုရားပြတော်မူတဲ့ဥပမာအတိုင်းပါပဲလေ။လူဘဝကနေတည်ပြီးတော့နောက်တစ်ဖန်လူပြန်ဖြစ်ဖို့ဆိုတဲ့ ဒီတတ္တဝါရဲ့အရေးအတွက်ဟာလေငါဘုရားရဲ့လက်သေးကိုပေါ်မှာရှိတယ်မြေမှုတ်အနှင်းငယ်ပမာဏမျှလာတာရှိပါတယ်ဆယ်စစ်လူဘဝကနေနေပြီးတော့ငရဲစားတယ်ဒီတရိစ္ဆာန်ပိတ်တာသူတကယ်စားရှိတယ်ဒီလိုဘုံမီမှာဖြစ်မဲ့တတ္တဝါတွေကတော့ဒီမဟာပထဝီမြေကြီးပေါ်မှာရှိတယ်မြေမှုတ်ငယ်ပမာဏလောက်ကိုများပြားပါတယ်လို့မြတ်စွာဘုရားရှင်ကမိန့်တော်မူပါတယ်ဒီလိုကျွန်တော်တို့တွေးလို့ရတာကဘာလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့လက်သေးကိုပေါ်မှာရှိတယ်မြေမှုတ်ဆိုတာဟာ အမတန်းမှနေပါပါတယ်မဟာပရဝီမြေကြီးပေါ်မှာရှိတဲ့မြေမှုန့်ဆိုတာကတော့တကမာလုံးအတိုင်းတာဆိုတော့ဘယ်လောက်တော့များပြားနေမလဲစဉ်းစားကြည့်ပါဒီချင်းရလေးကိုတွေးပြီးတော့လေကျွန်တော်တို့လူဘဝမှာလူလာဖြစ်တယ်ဆိုတာဟာဘယ်လောက်ထိတောင်မှကုသိုလ်ကံဒီထူးကဲလို့လို့ဘယ်လောက်ထိတောင်မှကုသိုလ်တရားတွေအားကြီးခဲ့လို့လူလာဖြစ်ရတယ်ဆိုတာကိုမိတ်ဆွေတို့တွေးမိမယ်ထင်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့နောက်ထပ်စဉ်းစားစရာတစ်ခုရှိတာကဘာလဲဆိုတော့ဘာကြောင့်လူဖြစ်ဖို့အဲ့ဒီလောက်တောင်မှခဲရင်တာလဲ ဘာကြောင့်လူမဖြစ်တဲ့သူတွေကသာများပြားနေရတာလဲလို့မေးမိဆိုရင်စင်ရင်ချင်းနေရဲ့ဖြစ်ကြောင်းအမှန်ဖြစ်တဲ့ဒုက္ခသစ္စာအဲ့ဒီစင်ရင်ချင်းနေရဲ့အကြောင်းအရင်းအမှန်ဖြစ်တဲ့သမှုရိယသစ္စာပြီးတော့ဒီစင်ရင်ချင်းနေရဲ့ချုပ်ရအမှန်ဖြစ်တဲ့និရောဓသစ္စာဒီစင်ရင်ချင်းနေရဲ့ချုပ်ရချုပ်ကြောင်းနေရဲ့အကျင့်မှန်ဖြစ်တဲ့မဂ္ဂသစ္စာလို့ခေါ်တဲ့ဒီသစ္စာ၄ပါးမြတ်တရားတွေကိုလူတွေဟာမသိကြမကျင့်ကြတဲ့အတွက်ကြောင့် ဒီသစ္စာ၄ပါးတွေကိုလည်းသိအောင်မလုပ်ကြတဲ့အတွက်ကြောင့်အခုလိုမျိုး လူမဖြစ်တဲ့သူတွေနဲ့ဆိုင်ရင်လူဖြစ်တဲ့သူတွေကနေပါနေရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟာသစ္စာ၄ပါးဒီမြတ်တရားတွေကိုလည်းအများကြီးမဟုတ်ရင်တောင်မှလက္ခဏာကြီး၃ပါးလောက်တော့အိဆာဒုက္ခအနတ္တလောက်တော့ချင်းမြင်မိအောင်လက်ရှိရနေတဲ့လူဘဝကြီးမှာကြိုးစားတင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စကားဆက်ရမယ်ဆိုရင်ဒီလူလောကမှာလူလို့ခေါ်တမုတ်နေကြရဲ့ ကျွန်တော်တို့လူတွေဟာလောဇတိပလောဇတိတိလောကောဆိုတဲ့အတိုင်းဖြစ်တတ်ပြတ်တတ်တဲ့အတွက်ကြောင့်ဒီလောကဆိုတဲ့အရာကြီးတွေမှာရှင်သန်နေရတာဖြစ်ပါတယ်ဒီလောကဆိုတဲ့ဝေါ်ဟာရကလည်းလောကုတ္တရာနိယဩပြုအဲ့ဒီဩကုမှာအူပြန်ပြုတ်ပြီးတော့လူဆိုပြီးတော့ပြန်ပြီးဖြစ်လာတာပါတမန်ဒီဝတာဆိုတဲ့ကျွန်တော်တို့ကြားမှုနေကြဖြစ်တဲ့ပါဠိစကားကလည်းမြမဘာသာနဲ့ဆိုရင်နတ်ဂရီကိုရည်ညွှန်းတာဖြစ်ပါတယ် ်အမြန်မာဆိုတဲ့ပါဠိစကားကလည်းမြန်မာဘာသာနဲ့ဆိုရင်မြန်မာကြီးတွေကိုရှင်ညွန်းတာဖြစ်ပါတယ်သရိစန္နာဆိုတဲ့ပါဠိစကားကလည်းမြန်မာဘာသာနဲ့ဆိုရင်တရိစံအာလုံးကိုရှင်ညွန်းတာဖြစ်ပါတယ်အလားတူပဲမနုဿလို့ခေါ်တဲ့ပါဠိစကားကလည်းမြန်မာဘာသာနဲ့ဆိုရင်ကျွန်တော်တို့လူတွေကိုရှင်ညွန်းတာဖြစ်ပါတယ်လူဆိုတာကတော့မနုဿဆိုတဲ့ပါဠိကနေအနက်အဓိပ္ပာယ်ဖြစ်လာတာပါ ဒီလူလို့ခေါ်တဲ့မနုဿဆိုတဲ့ပါဠိရဲ့အနက်အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတော့ပုတ်ခွဲလိုက်မယ်ဆိုရင်ပုတ်ဖြတ်လိုက်မယ်ဆိုရင်မနနဲ့ဥဒ္ဒါဆိုပြီးနှစ်ပုတ်ရပါတယ်မနဆိုတာကတော့စိတ်ကိုပြောတာပါဥဒ္ဒါဆိုတာကတော့ပိုင်ဆိုးတာစီခိုင်းတာဆောင်ရွက်တာပါအဲဒီလိုမျိုးဒီပါဠိရဲ့အဓိပ္ပာယ်အတိုင်းပဲမိမိရဲ့စိတ်ကိုပိုင်ဆိုးစီခိုင်းပြီးတော့အကုသို့အကုသို့တွေကိုပြုတ်လုပ်တဲ့သူမျိုးကိုဒါမနုဿလူလို့ခေါ်ဆိုတာဖြစ်ပါတယ် ဒီတော့ဒီနေရာမှာရှိပညာရှိတွေကလူနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတဲ့စကားသုံးလုံးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့လူလူလူဆိုရင်သုံးလုံးဖြစ်ပါတယ်ပထမဆုံးတစ်လုံးကလူကိုပြောတာပါဒီနေရာမှာလူဆိုတာလောက်တချောင်းငင်နဲ့အောက်ကမြင်နဲ့ထားတာပါအဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့လူရင်းရလူဖြစ်လာပြီဆိုရင်ပထမအရွယ်မှာပညာသင်ရပါမယ် အဲဒီလိုမျိုးပထမရွယ်မှာသူ့ထက်ငါပညာရေးပိုတောင်းအတတ်ပညာရေးပိုရှိအောင်အသိပညာရေးပိုရှိအောင်လူဘဝလေးကိုရလာတာဟာအညွန့်တလူလူနဲ့လူဖြစ်အောင်ဆိုပြီးတော့ကြိုးစားပြီးတော့ဘဝကိုလူလူလူပြီးတော့လုံနေမှသာအဲ့ဒီပထမဆုံးစကားဖြစ်တဲ့လူဆိုတဲ့အတိတ်ပဲကပြည့်စုံမှဖြစ်ပါတယ်။အနောက်ထပ်တစ်ခုကပါလဲဆိုတော့လူတွေလနှချောင်းငယ်ဝိစာနှလုံးပေါင်းနေ။ဒါကတော့ကျွန်တော်တို့ဒီဒုတိယအရွယ်ကိုပြောတာပါ။ ဒုတိယရွယ်ဆိုတာအိမ်နောင်တဲဖြစ်တဲ့ရွယ်ကိုပြောတာပါအိမ်နောင်တဲဖြစ်တဲ့ရွယ်ကိုရောက်လာကြပြီဆိုကျွန်တော်တို့လူတွေဆိုတာဟာတာကျွေးမှုမရာကျွေးမှုနဲ့ဒီစားဝတ်နေရေးတွေပြီးတော့ဒါနိုင်ငံတာဝန်အရေးတွေအဆရှိတဲ့ဖြစ်မော်ဗျာလုံးလေပတ်ချာကိုလိုက်နေအောင်ဘဝကြီးကအမြဲတမ်းလူနေရတဲ့အတွက်ကြောင့်ဒါဟာလူလို့ခေါ်ပါတယ်တဲ့အဲနောက်ဆုံးတစ်လုံးကပါလဲဆိုတော့လူတဲ့ကျွန်တော်တို့လာနှချောင်းငင်နေလူတာပေါ့ဗျာအဲ့ဒါကဘာကိုပြောတာလဲဆိုတော့ အဲ့ဒီဒုတိယရွယ်ကိုကြိုသွားတဲ့အခါမှာတတိယရွယ်ကိုရောက်လာပြီအဲ့ဒီတတိယရွယ်ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာလောကရနဲ့ပတ်သက်ပြီးတော့လူတွေနဲ့ပတ်သက်ပြီးတော့ဘဝကတော်တော်လေးကိုမှတည်သွားပြီဗျာအဲ့ဒီလိုတည်သွားတဲ့အချိန်ရောက်ပြီဆိုရင်တော့အကြောင်းနဲ့အကျိုးကိုလည်းကျွန်တော်တို့ကခွဲရနိုင်ပြီဒါနသီလဘာဝနာတွေကိုလည်းကျွန်တော်တို့တွေဟာကောင်းကောင်းပြုနိုင်ပါပြီအဲ့ဒီလိုမျိုးပြုနိုင်တဲ့အခါမှာဘဝကိုအေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ဘဝကိုရည်တည်သွားနိုင်တဲ့လူမျိုးကိုသာ အဒီအာရမရီနဲ့ဘဝကိုရှင်တွဲပြီးတော့နေထိုင်နိုင်မဲ့လူမျိုးကိုသာလူလို့ခေါ်တာပါ။ဒါကတော့ရှေ့ပညာရှိတွေပြောခဲ့တဲ့လူလူလူဆိုတဲ့၃မျိုးဖြစ်ပါတယ်။ကျွန်တော်တို့အရက်ထဲမှာပြောနေကြတာကတော့လူလူလူဆိုပြီးပြောနေတာပေါ့ဗျာ။တကယ်တော့လူကအလေကောင်းတာသာမှာပါ။ဒီတော့ကျွန်တော်တို့ဒီ၃လုံးကိုပဲပြန်တွေးကြည့်မယ်ဆိုရင်ပထမဆုံးတစ်လုံးဖြစ်တဲ့လူဆိုတဲ့စကားလုံးဟာကျွန်တော်တို့လူငယ်တွေအတွက်အများကြီးအသုံးဝင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့လူရမယ်အရွယ်မှာလူတင်နာတွေကိုလူဖို့လိုပါတယ်။သူများဥစ္စာပစ္စည်းတွေကိုသွားလူဖို့မဟုတ်ဘူး။အဲသူများကတာမင်းအားတွေကိုသွားလူဖို့မဟုတ်ဘူး။သူများစီးပွားဥစ္စာတွေပြည့်ရွှင်းအောင်သွားလူဖို့မဟုတ်ဘူး။ကိုယ့်အတွက်လိုအပ်မဲ့အသိပညာတွေအတတ်ပညာတွေကိုလူရမှာ။ဘလူစီကနေလူရမှာလဲဆိုရင်အချင်းစီကနေကျွန်တော်တို့ကလူရမှာ။ကျွန်တော်တို့ရဲ့ဘဝရင်းကနေပြန်ပြီးတော့လူရမှာအဲ့ဒီလိုမှမလူဘူးဆိုရင်တော့ လူလိုက်မဲ့လူတွေဟာတည်တာတည်သွားတဲ့လူနေရင်းနဲ့ပဲတည်သွားကြရပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘဝင်းကျင်မှာမြင်နေတွေ့နေကြရတဲ့လူတရားမှ80သောလူတွေဟာလူရင်းနဲ့ပဲဘဝကိုအဆုံးသတ်သွားကြရတာများပါတယ်။တချို့အသက်တာတော်တော်ကြီးလာတဲ့လူလို့ခေါ်အပ်တဲ့ဒီဝိပဿနာတရားတွေကိုကျင့်ကြံကြိုးစားအားထုတ်တာမျိုးတွေ အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီလက္ခဏာရဲ့သုံးပါးတွေကိုစင်ကျင်နိုင်တာမျိုးတွေမရှိတဲ့လူပေါင်းမြောင်များစွာကိုကျွန်တော်တို့တွေကမြင်ကြတွေ့ကြရတာကပုံများပါတယ်။ဒါကြောင့်မလို့လူတင်တဲ့ပြည်မှာလူကြပါလို့ကျွန်တော်ကတော့အကြံပေးလိုပါတယ်။ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီလူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့မုဒ္ဒဗျာရှင်ဟောကြားတော်မူအပ်တဲ့အဘိဓမ္မာမှာလေးမျိုးလောက်ထိကိုပြထားသေးတယ်ဗျ။အဲ့ဒါကဘာလို့လဲဆိုတော့ပထမဆုံးတစ်မျိုးကကြာတော့ literary sense နဲ့ ဒုတိယတစ်မျိုးကကြတော့လူပြိတ်တာတယ်အဲ့တတိယတစ်မျိုးကကြတော့လူငရဲသားတယ်အဲ့စတုထတစ်မျိုးဖြစ်တဲ့နောက်ဆုံးတစ်မျိုးကြတော့ပရမတ္ထလူသားစစ်စစ်တယ်ဗျဒီတော့ပထမဆုံးဖြစ်တဲ့လူတရိဇန်ဆိုတာဘာကိုပြောတာလဲလို့မေးရင်ဒီလူတရိဇန်ဆိုတာကတော့ကျွန်တော်တို့လူတွေဖြစ်လာပြီဆိုတာလူဖြစ်ကိုရာခဲ့ပြီဆိုတာကိုတော့မေးစုရှိကဥပမာလေးနဲ့တွေးမိပြီပေါ့ဗျာဒါပေမဲ့လည်းအဲ့ဒီလိုလူတွေကတော့လေ အဲသူတပားရဲ့ဘဝအတွက်သူတပားအကျိုးစီးပွားဖြစ်ဖို့အတွက်ကိုပဲဘဝမှာအတန်မွေးဝမ်းကြောင်းနေပြုတ်လောပြီးတော့သူတပားစီမှာပဲကျွံခံနေရတာတယ်ပြီးတော့ယာဇဝဲမှုတွေသင်ပြီးတော့လေဒေါ်ဂျိုအောင်ကြားတွေမှာပြေလွှားနေရတာတယ်ပို့ပြီးတော့လူဖြစ်ရှုံးတာကဘာလဲဆိုတော့လူမြင်အောင်ဒါအလူမြင်မခံရဲပဲနဲ့ပုံအောင်နေကြရတယ်လူမျိုးတွေကိုတော့လူတော့လူဝဲတယ်ဗျဒါပေမဲ့အဲ့ဒီလူတွေကိုလူတရိစံလို့ခေါ်တယ်အနည်းချုပ်လိုက်ရရင်တော့ဗျာ သူများတကကြီးပွားချမ်းသာဖို့အတွက်ကိုပဲအမြဲတမ်းကြိုးစားပြီးနေရတဲ့သူတွေဒါတွေကိုစပီမှာတော့ကြုံလို့သုံးနှုံနေပေါ့ဗျာပြီးတော့ဒါရာဇဝတ်မှုတွေပြုလုပ်တယ်အဲဆိုရတွေကလိုက်ဖမ်းတဲ့ခါမှာထွက်ပြေးတယ်ပို့ပြီးဆိုတာကမဟုတ်တာတွေလှုပ်ထားတဲ့အတွက်ကြောင့်လူမြင်ခွင့်မှမနေရဘူးအမြဲတမ်းပုံအောင်နေရတာအပြီးခဲ့တဲ့ကျွန်တော်တို့ဒါအခုထိလည်းမြင်နေကြနေရတဲ့ဒီကြားဖြတ်မှာမိကြရရတဲ့ချစ်ကြရတဲ့လူတွေဆိုအမှလူသွားလို့ရတဲ့လူတွေဆိုလူတို့တွေကိုတို့ဘူးတို့အမတန်းမှကြောက်ကြရတယ် ။ဘာကြောင့်လဲဆိုတော့လူပေါင်းမြောက်များစွာကိုသူတို့လူပေါင်းမြောက်များစွာရဲ့ဘဝတွေအသက်တွေကိုခြာနှင်းပြီးတော့သူတို့ထမင်းစားဖို့အတွက်လိန်ညာခဲ့ကြလို့လေ။ဒီလိုလူတွေဟာဘုရားရဲ့စာပေရဆိုရင်တော့ဒါလူတရီဇန်ထဲမှာပါဝင်ပါတယ်။အဲနောက်တစ်ခုကပါလဲဆိုတော့လူပြိတ္တာတဲ့။ဒီနေရာမှာလူပြိတ္တာဆိုတာကဘာကိုပြောတာလဲဆိုရင်ချစ်မှာကိုပြုတ်လုခဲ့ဘူးတဲ့မကောင်းမှုအကုသိုလ်ကံဒီကိုပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုတွေကမရှိတာမျိုးတွေ အဲအဲ့ဒီလိုမျိုးအခါဒီမှာကျွန်တော်တို့လူတွေဟာဘာဖြစ်တယ်လဲဆိုတော့ဘဝအတွက်ဒါစာဝတ်နေရေးဆိုတဲ့ဒီလေးမျိုးကမပြည့်မစုံဖြစ်တတ်ပါတယ်အဲ့ဒီလိုမျိုးမပြည့်မစုံဖြစ်ရတဲ့အခါမှာဘဝမှာဘာမှလုံလောက်မှုမရှိဘဲနဲ့စားရမယ်တောက်ရမယ်ဝတ်ရမယ်နေရမယ်ထိုင်ရမယ်အဲ့ဒီလိုဘဝမျိုးတွေနဲ့ဖြစ်သွားပြီးတော့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုရင်တောင်းရင်ပြီးတော့စားတောက်ရတဲ့ဘဝမျိုးတွေကိုရောက်သွားတတ်ပါတယ်အဲ့လိုရောက်သွားပြီဆိုရင်အစာရည်စာနဲ့ဘဝရည်စာစားရတာပေါ့ဗျာနော် ဒီလိုလူတွေကိုကြာတော့လူပြိတ်တာတယ်ဒေတာတွေးကြည့်မယ်ဆိုရင် ဟုတ်ပါတယ်လူဘဝမှာရောက်နေပြီမဲ့သူတို့တွေကမပြည့်မစုံနေရထိုင်ရမပြည့်မစုံစားရတောက်ရတော့သူတို့တွေဟာလူတွေထဲမှာရှိနေပြီမဲ့လူပြိတ်တာတွေဖြစ်နေတာပါရဲ့နောက်တဲ့တပြိုးကပါလဲဆိုတော့လူငရဲသားတွေဗျလူငယ်သားဆိုတာကဘာကိုပြောတာလဲဆိုတော့သူများကရဲ့အသက်တီကိုတတ်မယ်သူများပစ္စည်းတွေကိုခိုးမယ်အဲသူများတာမယားတွေကိုစော်ကားမယ်သူများကစီးပွားဥစ္စာတွေပျက်စီးအောင်လုပ်မယ် အဲ့သူများတွေကဒါနာမည်ပြအောင် အရှက်ရအောင်လုပ်နေတယ်။ပြီးတော့မကောင်းမှုဒုစရိုက်တွေဆိုရင်လည်းလူတိအောင်တစ်မျိုးလူမတိအောင်တစ်မျိုးအမျိုးမျိုးလုပ်နေတယ်။အဲ့ဒီလူမျိုးတွေလှုပ်လာတဲ့အခါမှာတစ်ချိန်ကနှစ်ချိန်နှစ်ချိန်ကသုံးချိန်နောက်ပိုင်းအချိန်ချင်းဖြစ်လာတဲ့အခါကျတော့ လောကရဲ့ဥပဒေအရာသူတို့ကိုမတည်ဘူးဆိုရင်တော့ဓမ္မရဲ့ဥပဒေရတန်ခတ်တာမျိုးတွေဖြစ်လာပြီးတော့နောက်ဆုံးမှာဘာဖြစ်လဲဆိုရင်တရားစိုးရဌာနတွေကတော့တက်ဆိုင်ရာအဖွဲ့အစည်းတွေကတော့သူတို့ကိုလိုက်ဖမ်းတဲ့အခါမျိုးတွေမှာသူတို့တွေကိုမိမယ်မိတဲ့အခါထောင်ချမယ်အဲဒီလိုမျိုးတွေဒါတည်မိပြီးပြီးတော့တတ်တာဖြစ်တာတွေတချို့ကြတော့လည်းသိတယ်မလားကိုလုတ်ခဲ့တဲ့အကုသိုလ်ကံဒီကြောင့်ကိုပြန်ခံရတဲ့အခါမှာမချိမဆက်ခံရတာမျိုးတွေရှိတယ်လေအဲ့လိုမျိုးခံကြရတဲ့လူမျိုးတွေကိုတော့လေလူဘဝမှာရောက်နေပေမဲ့ လူငရဲသားရီလို့မှတ်ရပါမယ်။တွေးကြည့်မယ်ဆိုရင်လည်းဟုတ်တာပဲလေဗျာ။မကောင်းမှုအကုသိုလ်ကံတွေကိုလူတော့လူပဲလူစိတ်နဲ့မလုပ်ဘဲနဲ့တရိစ္ဆာန်စိတ်နဲ့လိုက်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်နောက်ဆုံးမှာဘာဖြစ်လဲဆိုတော့ငရဲပြီးမှရောက်နေတဲ့ငရဲသားရီလို့မျိုးသူလည်းပြန်ခံရတာပဲလေ။ဒီတော့သူဟာဘလို့လူဖြစ်သွားလဲဆိုတော့လူငရဲသားကြီးဖြစ်သွားပါတယ်။အဲနောက်ဆုံးတစ်မျိုးကကျတော့ဗာလေ။ပရမတ်ဟာလူစစ်စစ်တယ်ဗျာ။ အဲ့ဒီဗြဟ္မဏကလူစစ်စစ်ဆိုတာကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့လူရဲလူဖြစ်လာပြီဆိုရင်ဘုရားဘာသာဝင်နေတာဆိုရင်တော့ဒါကံကံရဲ့အကျိုးကိုယုံကြည်ကြနေမယ်မကောင်းမှုတွေပြုတ်လို့ရမှာကိုရှက်မယ်ကြောက်မယ်ဗျကောင်းမှုတွေကိုတော့ရတဲ့ထက်ရအောင်ပို့ပြီးတော့လုပ်ကြနေမယ်ပြီးတော့တတဝါရီပေါ်ကုပ္ပဝင်းကျင်မှာရှိတဲ့လူတွေရဲ့အပေါ်မှာလေဒီတဏှာမေတ္တာကရုဏာမုဒိတာအစရှိတဲ့ အဲ့ဒီလိုမျိုးလက္ခဏာရေသုံးပါးကိုမြင်းပြီးတော့ဒီကုသလကမ္မပဋ္ဌာတရားလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုတွေကို ပွားများအားထုတ်တဲ့သူမျိုးကိုတော့ပရမတ္ထာလူစစ်စင်လို့မိဓမ္မမှာပြဆိုထားပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့ပန်ဝင်းကျင်မှာရှိနေသမျှလူတိုင်းလူတိုင်းဟာလူလူခေါင်းစဉ်ရောက်မှာရှိနေပြီးမှပကုန်းတစ်ဖက်ကြားမှာခေါင်းပေါက်နေပြီးမြဲလူမဟုတ်တဲ့လူတွေအများကြီးရှိပါတယ်။ ကျွန်တော်ရှိကတော့ငါကျွန်တော်ရဲ့ဒါရုပ်ပြပြီးတော့ပြောဆိုခဲ့တဲ့ဗီဒီယိုပေါင်းများဆောင်ပါဆိုရင်ခဏခဏပြောမှုပါတယ်လူတချို့ဟာလူတော့လူပါပဲဒါပဲမဲ့လူမဟုတ်တဲ့လူတွေအများကြီးရှိတယ်လို့ကျွန်တော်ခဏခဏပြောမှုပါတယ်လူမပီတာတဲ့လူတွေလူလို့မခေါ်ဆိုထိုက်တဲ့လူတွေအများကြီးရှိပါတယ်ပကုံးတစ်ဖက်ကြားကိုကောင်းပေါက်တာချင်းအတူတူပြလူဘဝတက်တန်းဆိုတာဒီကနေ့ဒီခေတ်မှာဆိုရင်တက်တန်းတရားလည်းမနေရတော့ပါဘူး90လည်းမနေရတော့ပါဘူး80လည်းမနေရတော့ပါဘူး ဆိုတော့လည်းမတိကြပါဘူး60လားလို့မေးရင်လည်းအနည်းကြတော့မဖြေနိုင်ဘူးဗျာဒီကနေ့ခေတ်ကဘလို့ခင်မျိုးဖြစ်နေလဲဆိုတော့နေ့ညညပြောင်းခင်းဆိုတဲ့အတိုင်းတကယ်ပဲနေ့ပမာမြင်ပြီးတော့ညပမာပြောင်းသွားတဲ့လူတွေအများကြီးရှိနေတယ်ခင်ဗျာဒါကြောင့်မို့လို့လူဘဝကိုရာတို့ရာခိုင်လေးမှာလူဟာလူပီတအောင်မျိုးအရေးကြီးပါတယ် ထပ်ပြီးတော့မြတ်စွာဘုရားရှင်ကအင်္ဂုရဏိကေမှာလေလူပုံမှာရှိတဲ့လူသားတွေနဲ့ပတ်သက်ပြီးတော့အခုလိုမိန့်ကြားတော်မူခဲ့တာရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ယဟန်တို့လေဒီဇမ္ပူရီကျွန်းမှာနေတဲ့သူတွေဟာအကြောင်း၃ပါးတွေနဲ့ပြည့်စုံပြီးတော့ဩဒရာကုလူကျွန်းမှာနေတဲ့သူတွေထက်လည်းပိုပြီးတော့ကောင်းတယ်လို့ပိုပြီးတော့မြင့်မြတ်တယ်လို့ဒါဝရင်သားမနေကြတဲ့နတ်တီထက်လည်းအများကြီးမြင့်မြတ်တယ်အများကြီးသားလုံးကောင်းမွန်နေလို့မြတ်စွာဘုရားရှင်က ဟောကြတော့မူဘူးပါတယ်အရကဘာကြောင့်လဲလို့မေးရင်တော့ဒီနေ့မှမြတ်စွာဘုရားရှင်ပြောတော်တဲ့အကြောင်း၃ပါးဆိုတာကနံပါတ်၁ကတော့ရဲရင်ပါတယ်လေဒီဇပူရီကျွန်းမှာနေကြတဲ့သူတွေဟာရဲရင်တယ်လေနံပါတ်၂ချက်ကတော့ခိုင်မြဲတဲ့တတိရှိတယ်လေနံပါတ်၃ချက်ကတော့ဒီကျွန်းမှာနေတဲ့သူတွေဟာမြတ်သောအကျင့်ကိုကျင့်နိုင်နေတယ်ဗျာ ဲ့ဒီနေရာလေးမှာဇဘူဒိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောလိုတာကအဲ့ဒီချိုတချို့တွေရေပြောဆိုနေကြတဲ့စကားသုံးပုံတွေထဲမှာဇဘူထိတ်ဇဘူထိတ်ဆိုပြီးတော့ပြောပြောနေကြတာရှိပါတယ်။တကယ်တော့ဇဘူဟာထိတ်တာမဟုတ်ပါဘူးဒိတ်တာပါ။ဒါရီကိုလုံးကြီးနဲ့ပတ်သက်တဲ့ဒိတ်မှာပါထိတ်မှာမဟုတ်ပါဘူး။နော်ဒါလေးကိုလည်းတတိထားစေချင်တာပါကျွန်တော်ဆရာကြီးလောက်တာမျိုးတော့မဟုတ်ပါဘူး။ရေကျွန်တော်တို့ဆက်ပြောရမယ်ဆိုရင်လူဘဝကိုရလာကြတယ်ကျွန်တော်ကိုယ်တိုင်ရော ခုဒီဗီဒီယိုကိုနားထောင်နေတဲ့မိတ်ဆွေကိုရိုင်းရောဟာရွေးချယ်เสียနှစ်မျိုးရှိပါတယ်။အပထမတစ်မျိုးကဘာကိုပြောတာလဲဆိုတော့နိုင်ဝါနိဗ္ဗာန်ရောက်ရေးအစရှိတဲ့ဘုရားပစ္စည်းကဗုဒ္ဓရီအကတာဝကရီဒီမဟာတာဝကဖြစ်ရည်တွေအတွက်ကုသလကမ္မဝဋ္ဌာတရားတွေကိုဆွဲဆွဲမြင်းမြင်းနဲ့ရဲ့ရဲ့ရင့်ရင့်နဲ့တတိကြီးစွာနဲ့လည်းပြုလုပ်နိုင်ကြတယ်လို့ ကျွန်တော်တို့ဒီမှာ နောက်ထပ်တစ်ချက်ဖြစ်တဲ့မိဘတွေကိုတတ်တာတခြားတခြားသောပုံကိုယ်တွေကိုတတ်တာစရည်အကုသူတရားတွေဒါလိမ့်နာညာတာတွေမဟုတ်မမှန်ပြောဆိုတာတွေဒီလိုအရာတွေကိုလည်းအများကြီးပြုလုပ်နိုင်တဲ့အတွက်မရေပြီကိုလည်းတွားလို့ရပါတယ်ဆိုလိုချင်တာကတော့ကုသကောင်းမှုတွေကိုလုပ်ပြီးတော့နှက်ပြီကိုတတ်မယ်ဆိုရင်လည်းတက်လို့ရတယ်လို့အကုသူတရားတွေကိုလုပ်ပြီးတော့အရေပြီကိုတိုင်းမထိုးပြီးတော့စင်းကြည့်ရင်လည်းစင်းလို့ရပါတယ် ဒါလူ့ဘဝကိုရလာတဲ့လူတိုင်းလူတိုင်းမှာရွေးချယ်ခွင့်ရတဲ့ choice နှစ်မျိုးဖြစ်ပါတယ်ပထမတစ်ခုကိုကျွန်တော်တို့တွေဟာရွေးချယ်ရမလားဒါမှမဟုတ်နောက်ထပ်တစ်ခုကိုရွေးချယ်ရမလားဆိုတာကိုတော့ကိုယ့်ဘာသာဆုံးဖြတ်ကြည့်တင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေဟာလူ့ဘဝကိုရလာတဲ့ဒီရခိုက်တန်လေးမှာ ကိုကဘာအပင်တွေကိုစိုက်ပြီးတော့ဘယ်လို အသီးတွေကိုခုစစားသုံးမလဲဆိုတာအမှန်တမ်းမှာရေးကြည့်ပါတယ်ကိုခုစစားသုံးခဲ့တဲ့အသီးတွေဟာလည်း အစိတ်သီးတွေမဖြစ်ဖို့လို့တလို့ကိုစိုက်ခဲ့တဲ့အပင်တွေကလည်းအစိတ်ပင်တွေမဖြစ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူဘဝကိုရလာတယ်ဆိုတဲ့ဟာကုသကံညောင်းရလာတာဖြစ်ပါတယ်။ဒီတော့အကုသကံဆိုတာကလည်းတကယ်ရှိပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကြံပေးလိုတာကတော့ကံကြွေးဝေကြွေးပါမယ်အလုပ်တွေကိုဒီဘဝမှာမလုပ်ပါနဲ့။ကိုဟာဝိပဿနာတရားတွေကိုကြည်ညာကြိုးစားအားထုတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်သေးရင်တောင်မှ အဝေးကြီးကိုရောက်မဲ့ကိစ္စမျိုးတွေကိုတော့မင်းကြီးရှေ့ရည်ကြီးနဲ့မလုကြပါနဲ့မတွေးကြပါနဲ့မပြောဆိုကြပါနဲ့မကြံစီကြပါနဲ့လို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ဒီလိုပါဗျာအဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့တွေကကြိုက်တဲ့တဲ့ဆိုရင်ဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပေးပါမိတ်ဆွေတို့အတွက်ဘာမှအပန်းမကြီးပါဘူးဗျာကျွန်တော်တို့တွေနောက်ထပ်တစ်ပုဒ်မှာအခုလိုမျိုးဘဝအတွက်တန်ဝေကရစီရကောင်းတဲ့ဘာသာရေးဆိုင်ရာဘဟုတုတ္တမျိုးတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ ရှင်လန်းချမ်းမြေကြပါစေခင်ဗျာ